စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲရဲ့နီးလာတဲ့အတွက်မွန်ပြည်နယ်အနှံ့လုံခြုံရေးတင်းကျပ်လာတဲ့အပြင်စစ်ဆေးတာလည်းပုံများလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကဆင်းရနာရှင်တက်ကမြို့ဝင်အထွက်တွေလမ်းဆောင်လမ်းခွာနေရာတွေမှာစစ်ဆေးမှုတင်းကျပ်လာတာပါ။ကားလန်တလျှောက်မှာလည်းစစ်ဆေးရေးဂိတ်တွေတိုးချဲ့ထားတဲ့အပြင်လုံခြုံရေးအင်အားတိုးချဲ့ချထားပြီးလမ်းတော်လမ်းလာတွေကိုစစ်ဆေးနေတယ်လို့ဆိုပါရတယ်။ ဒါအပြင်တော်လန်ရေးအကောင်ပြီးစည်ရေးပနိပခပြင်းထန်နေတဲ့ရေကြိုက်ထိုးဘီလင်းဖက်ကိုလည်းအင်အားအလုံးရင်းနဲ့စစ်အနာရှင်တပ်စစ်ကြောင်းတွေဝင်ရောက်နေရယူလာပြီးစစ်ဆေးတာတွေလှုံ့ဆော်နေပါတယ်ရွေးကောက်ပွဲချင်းပါမယ်မြို့နယ်ရဲ့အပြင်မြို့နယ်အားလုံးမှာလုံခြုံရေးတင်းကျပ်ထားပြီးမတင်ကရင်ချက်ချင်းဖမ်းဆီးဖို့တပ်ဆိုင်ရာမြို့နယ်တွေကိုမွန်ပြည်နယ်ဆင်အနာရှင်တပ်ကညွှန်ကြားထားတယ်လို့သိရပါဗျာ။ တစ်ဖက်မှာလည်းစစ်ကောင်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲဟာအတိုးအယောင်ရွေးကောက်ပွဲတစ်ခုပဲဖြစ်ပြီးနီလန်မျိုးစုံနဲ့စန့်ကျင်တိုက်ဖြတ်သွားမယ်လို့တော်လိုင်းအဖွဲ့အစည်းတွေကကြေညာထားတဲ့အပြင်ရွေးကောက်ပွဲလုပ်ချိန်မှာပအဝင်ပတ်သက်သူတွေကိုလည်းမကြာခဏဖမ်းဆီးလိရှိပါတယ်အဲ့ဒီအချိန်မှာဆီယနာရှင်တက်ကပြည်နယ်အနှံ့လုံခြုံရေးပိုတင်းကျပ်လာတဲ့အပြင်တော်လိုင်းတပ်ဖွဲ့တွေစုမှုထိန်းချုပ်ထားတဲ့နယ်မြေတွေကိုထိန်းချုပ်နိုင်ဖို့အတွက်လဲအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာပါ စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်း1ကိုမြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတက်မှာမွန်ပြည်နယ်ထဲကကြိုက်ထိုးကြိုင်မရောချောင်းစုံမွန်လမြိုင်တထုံမြို့နယ်တို့ပါဝင်နေပါဗျ။